ားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါဆိုတော့2026ခုနှစ် FIFA ရဲ့ကမ္ဘာဖလားပြိုင်ပွဲကြီးရဲ့အုပ်စုအဆင့်ပွဲစဉ်တွေကိုကျွန်တော်မဲနိုင်ရေးဆွဲခဲ့ပြီးပါပြီဆိုတော့မဲနိုင်ရေးဆွဲခဲ့အပြီးမှာ လက်ရှိချန်ပီယံအာဂျင်တီးနားအသင်းပေါ်လေအာဂျင်တီးနားကပြီးခဲ့တဲ့2022ကာတာကမ္ဘာဖလားပြိုင်ပွဲမှာပြင်သစ်ကိုနိုင်ပြီးချန်ပီယံဖြစ်သားတဲ့အသင်းဖြစ်တယ်။ဒါပြိုင်ပွဲသမိုင်းတစ်လျှောက်3ကြိမ်ချန်ပီယံဖြစ်တယ်1988 1986နဲ့အခု2022မှာချန်ပီယံဖြစ်ပြီးတော့၄ကြိမ်မြောက်ဆူဖလားအတွက်ချန်ပီယံဆူဖလားကိုကာကွယ်ဖို့အသင်းဖြစ်နေတဲ့အသင်းပါ။ဆိုတော့အာဂျင်တီးနားနဲ့လီယိုဆီနက်စကာလိုနီလီယိုနယ်မက်ဆီတို့ရဲ့အသင်းကအောက်စုဂျီအတွင်းမှာကြားတယ်။ ဆိုအုပ်စုဂျေမှာအာဂျင်တီးနားပါဝင်တဲ့ဒီအုပ်စုကဒါအာဂျင်တီးနားကကမ္ဘာဖလားပြိုင်ပွဲကို16ဂျေမြောက်ဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပြီးတော့ဒါသူတို့ လက်ရှိအနေထားအရ FIFA ရဲ့ ranking ရဲ့နံပါတ်1အသင်းဖြစ်တဲ့ဒီအုပ်စုထဲမှာ Algeria ပါတယ်ပြီးတော့ Austria ပါပြီးတော့ပထမဆုံးချိန်ခြေစပွဲအောင်တဲ့ Jordan ပါမှာဖြစ်တယ်ဆိုတော့ Algeria ကကမ္ဘာဖလားပြိုင်ပွဲကို9ချိန်မြောက်ဝင်ရောက်ရှင်ပြိုင်ခဲ့တယ်သူတို့နောက်ဆုံးဝင်ခဲ့တာက2014ခုနှစ်ကမ္ဘာဖလားပြိုင်ပွဲဝင်ခွင့်ရတာဖြစ်ပြီးတော့အဲ့နောက်မှာ Austria က ဒါကမ္ဘာဖလားပြိုင်ပွဲကိုရှစ်ကြိမ်မြောက်နဲ့သူတို့နောက်ဆုံးဝင်ခွင့်ရတာက1998ခုနှစ်မှာဖြစ်တဲ့နောက်အဲ့နောက်မှာဂျော်ဒန်ဂျော်ဒန်ကတော့တပိုင်းတစ်လျှောက်ပထမဆုံးဂျိဝေါကက်ဖြစ်တယ်ဆိုတော့အာဂျင်တီးနားကအခုအုပ်စုအေမှာအုပ်စုဒီဂျေမှာပါဝင်ခဲ့တဲ့အချိန်မှာသူတို့အုပ်စုမှာ Algeria, Austria, Jordan ဆိုတာကဒါ Leo Messi တို့ Scaloni တို့အတွက်မခက်ခဲတဲ့အုပ်စုလို့ပြောလို့ရတယ်။ Austria တသင်းလောက်ပဲဒီ decent team ဒါ Algeria လည်း okay ဂျော်ဒန်ကတော့တော်တော်လေးခြောက်နေလို့ပြောလို့ရတဲ့အုပ်စုဖြစ်ပြီးတော့အာဂျင်တီးနားကအဖွင့်ပွဲစဉ်ကိုဒါအခုလောလောဆယ်မှာအယ်ဂျီးရီးယားနဲ့စပြီးတော့ခံရမယ်ဆိုတော့ရီယယ်မာရက်စ်တို့အယ်ဂျီးရီးယားပေါ့လေရိုင်းအဂနိုရီတို့ဒီအယ်ဂျီးရီးယားအသင်းနဲ့သူတို့စခံရမှာဖြစ်ပြီးတော့ဒါသူတို့အုပ်စုရဲ့ပွဲစဉ်တစ်ကိုဒါစခံမှာဖြစ်တယ်ဆိုအယ်ဂျီးရီးယားအသင်းကလည်းဒါကျွန်တော်2014တုန်းကဝေါ်ကတ်တုန်းကတော့သူတို့ကိုတွေးခဲ့ဘူးတာဖြစ်ပြီးတော့ဒါအခုလက်ရှိဒီအသင်းက ဒါဘယ်လိုပြောမလဲဆိုတော့ quality player တွေတော်တော်များများပါပေမဲ့ဒါလက်ရှိမှာအဂျီးရီးယားကအရင်24လောက်က14လောက်ကဒီပြီးခဲ့တဲ့နောက်ပိုင်းနှစ်တွေလောက် strong တော့မဖြစ်ဘူးဆိုတော့အာဂျင်တီးနားရဲ့ပွဲစဉ်ပေါ့လေဒါအခုလက်ရှိဒီအုပ်စုမှာအာဂျင်တီးနားကပွဲစဉ်1ဂျွန်16ရက်နေ့မှာအာဂျင်တီးနားရဲ့ပွဲစဉ်1ကိုအယ်ဂျီးရီးယားနဲ့ကံမယ်ပြီးတာနဲ့ဂျွန်22ရက်နေ့မှာဩစတြီးယားနဲ့ဆက်ခံပြီးတော့ဂျွန်28ရက်နေ့မှာအဲဂျော်ဒန်နဲ့ကံရမယ်ဆိုတော့အခုလောလောဆယ်မှာအာဂျင်တီးနား queen က Kansas City အသင်းနဲ့ Kansas City ရဲ့ကွင်းနဲ့ Levi's Stadium နှစ်ကွင်းနဲ့တကွင်းကွင်းကန်ရမယ်။ဒါတကွင်းကွင်းကန်ရမှာဖြစ်ပြီးတော့ Argentina ရဲ့ပွဲတွေကိုအဲ့မှာကန်မယ်။ပြီးတာနဲ့ Argentina ကအဲ့အုပ်စုကတက်လာရင်အုပ်စု H အုပ်စု H ဆိုတာကဘာလဲဆိုတော့လက်ရှိ Spain တို့အုပ်စုဖြစ်တယ်။ Spain အုပ်စုမှာအုပ်စု H ကဒုတိယရတဲ့အသင်း။ဆိုတော့ဒီနေရာမှာ Spain နဲ့ Argentina ကအုပ်စု ပထမတာဖြစ်သူတို့နှစ်သင်းကဘောလုံးပွဲကြမှာတွေ့မယ်။ ဒါပေမဲ့ဒီအုပ်စုမှာစပိန်အုပ်စုမှာခိပါတီရယ်ဆော်ဒီရယ်ဥရုဂွေးရယ်ရှိတယ်ဆိုတော့စပိန်အုပ်စုပထမရတယ်ဆိုရင်အာဂျီနာစပိန်နဲ့ဖိုင်နယ်ကျမှတွေ့မယ်စပိန်ကအုပ်စုဒုတိယရရင်အာဂျီနာနဲ့တွေ့လိမ့်မယ်ဘာလို့အာဂျီနာအုပ်စု HK ဒုတိယရတဲ့အသင်းနဲ့တွေ့မှာဖြစ်တဲ့အတွက်ကြောင့်ဒါဥရုဂွေးဖြစ်နိုင်ခြေရှိတယ်ဥရုဂွေးနဲ့စပိန်တသင်းသင်းဒါပေမဲ့ကျွန်တော်ထင်တော့စပိန်ကအုပ်စုပထမဥရုဂွေးဖြစ်ဖို့များတယ်ဆိုတော့ယူရုဂွေးပေါ့လေနှစ်ကြိမ်ချန်ပီယံယူရုဂွေးနဲ့အာဂျင်တီးနာရှုံးထွက်32သင်းမှာတွေ့နိုင်တယ် ပြီးတာနဲ့ရှုံးထွက်၁၆သင်းကြလို့ရှိရင်အာဂျင်တီးနားအသင်းကဘယ်လိုပြောမလဲဆိုရင်ဒါအုပ်စုဒီနဲ့ဂျီရဲ့ဒုတိယရရတဲ့အသင်းတွေနဲ့တွေ့မယ် တော့ရှုံးထွက်16တင်းမှာအုပ်စု D နဲ့ G ရဲ့ဒါဒုတိယရတဲ့အသင်းတွေဆိုတော့အုပ်စု D မှာကျွန်တော်ပြန်ကြည့်တဲ့အခါမှာအုပ်စု D ကအမေရိကန်တို့အုပ်စုဖြစ်တယ်အဲ့အုပ်စုကဒုတိယရတဲ့အသင်းကပါရာဂွေးရဲ့ဒါအော်စတြေးလျတို့အမေရိကန်တို့ UFA ရဲ့ pattern C လို့ခေါ်တဲ့ဒါအခုလက်ရှိ Nation League ရဲ့ pattern C ပေါ့လေအဲ့ pattern C ကဘာလို့လဲဆိုတော့ Slovakia တို့ Turkey တို့ဖြစ်နိုင်ခြေကတူတကီဖြစ်ပေါ်များတယ်ပြီးတော့အဲ့ဒါနဲ့ပြီးရင်အုပ်စု G ဒါဘယ်လိုပြောမလဲဆိုတော့ ဘယ်ဂျီယံအုပ်စုကဒုတိယရတဲ့အသင်းဆိုတော့အီဂျစ်ရဲ့အီရန်ရဲ့နယူးဇီလန်တသင်းသင်းနဲ့တွေ့မယ်ဆိုတော့အာဂျင်နာကရှုံးထွက်16သင်းမှာဒါ ဘယ်လိုပြောမလဲအကျက်ဆုံးဆိုတူတကီဖြစ်ပုံများတယ်အချောင်ဆုံးဆိုရင်တော့အကျက်ဆုံးကတူတကီဖြစ်ပြီးတော့သူတို့ရှုံးထွက်ဆက်ချောက်တင်းကအရင်မခတ်ဘူးဒါပေမဲ့ tricky က round of 32ဖြစ်တယ်ဘာလို့လဲတကယ်လို့ Spain သာဒုတိယရရင်သူတို့ Spain နဲ့တန်းတွေ့မှာဒါတော့မှ Uruguay နဲ့သူတို့တေချာပေါက်တွေ့မယ်ပြီး quarter final မှာ Portugal ကလည်းသူ့အုပ်စုမှာပထမရမယ်ဆိုရင်ကျွန်တော် Argentina က Portugal နဲ့တေချာပေါက်တွေ့မယ်ဒါက Portugal နဲ့ quarter final မှာတေချာပေါက်တွေ့မှာဖြစ်ပြီးတော့ semi final မှာ England ကလည်းသူ့အုပ်စုမှာပထမရ Brazil ကလည်းသူ့အုပ်စုမှာ ထမရရဆိုရင်ဘရာဇီးအင်္ဂလန်အနိုင်ရတဲ့နှစ်သင်းနဲ့အာဂျင်တီးနားကဆီမီဖိုင်နယ်မှာတွေ့မယ်တကယ်လို့အာဂျင်တီးနားကပေါ်တူဂီကိုပါကျော်လာခဲ့မယ်သူကသူ့အဆင့်လိုက်အဆင့်လိုက်ကျော်လာခဲ့ရင်ဒါဆီမီဖိုင်နယ်မှာအင်္ဂလန်ဘရာဇီးတသင်းသင်းနဲ့တွေ့မယ်ဖိုင်နယ်ကတော့ဟိုဘက်ကအသင်းနေပေါ့လေဆိုတော့လီယိုနယ်စကာလိုနီလီယိုနယ်မက်ဆီတို့ရဲ့အာဂျင်တီးနားရဲ့လမ်းကြောင်းကရှုံးထွက်32သင်းမှာ tricky ဖြစ်နိုင်တယ်16သင်းမှာသူတို့ပြဿနာမရှိဘူးဒါတော့မှအုပ်စု quarter final မှာတကယ်လို့ပေါ်တူဂီကကိုလံဘီယာကိုကျော်ပြီးအုပ်စုပထမရတယ်ဆိုရင်တော့ပြဿနာမရှိဘူးအုပ်စုဒုတိယရတယ်ဆိုရင်ဒါကိုလံဘီယာနဲ့တွေ့မယ်အဲဆိုပေါ်တူဂီကဟိုဘက်ရောက်သွားမယ်ပေါ်တူဂီကသူ့အုပ်စုမှာပထမရရင်တော့အာဂျီနာနဲ့ရော်နယ်ဒိုနဲ့မက်ဆီရဲ့ last stand ဖြစ်မယ်ဒါကအာဂျင်တီးနားရဲ့လက်ရှိဖြစ်နိုင်ခြေ group နဲ့အခြေအနေပါအားလုံးကျေးဇူးတင်ပါတယ်